မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာကကြိုဆိုပါတယ်2025-2026ပညာသင်နှင့်အထူးပြုဘာသာရပ်ပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲနှင့်စုချင်းမြင့်မွဲခန္ဓာပြုလုပ်တဲ့တဲ့ရင်ကိုတက်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးတက္ကသိုလ်2025-2026ပညာသင်နှင့်အထူးပြုဘာသာရပ်ပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲနှင့်ဆုချင်းမြမွဲကဏ္ဍကိုဂျွန်လ28ရက်နေ့မွန်လယ်နေ့ကတောင်ကြီးတက္ကသိုလ်မိုးလုံးလေးလုံးအားကစားခမ်းမ၌ပြုလုပ်ရာတောင်ကြီးတက္ကသိုလ်ပေါမောက္ခချုပ်ဒုတိယပေါမောက္ခချုပ်များပေါမောက္ခဌာနမှုများပေါမောက္ခများ ဘာသာရေးဆိုင်ရာဆရာဆရာမမများ ရှမ်ပြည်နယ်အာကစားနယ်ကာယဦးစီးဌာနမှတာဝန်ရှိသူများအာကစားဝါသနာ ရှင်များနဲ့ကျောင်းသားကျောင်းသူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။အဆိုပါအထူးပြုဘာသာရေးပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲကိုပြိုင်ပွဲဝင်အသင်း၁၇သင်းဝင်ရောက်ရှင်ပြိုင်ကစားခဲ့ပြီး ဘလူပွဲစဉ်တွင်ဥပဒေပညာအမျိုးသားဘတ်စကတ်ဘောအသင်းနှင့်ညွန့်ပေါင်းခအမျိုးသားဘတ်စကတ်ဘောအသင်းတို့ရှင်ပြန်ကစားကြရအောင်ဥပဒေပညာအမျိုးသားဘတ်စကတ်ဘောအသင်းကပွဲပြဖြစ်အနိုင်ရဖူးဆွဲခဲ့ပါတယ်။ ဘူလူပွဲစဉ်အပြည့်တွင်စုချင်းမြပွဲခန်းနာကိုဆက်လက်ကျင်းပရာတောင်ကြီးတက္ကသိုလ်ပေါမောခချုပ်ဒုတိယပေါမောခချုပ်များပေါမောခဌာနမှုများပေါမောခများဘာသာရေးဆိုင်ရာပေါမောခများနဲ့တာဝန်ရှိသူများကပွဲစဉ်တစ်ချောင်းအကောင်းဆုံးမြူသားစုအမျိုးသမီးစုရရှိသူနဲ့ဘက်စကော့ပေါ်ပြိုင်ပွဲပထမ ဒုတိယတတိယဆူရသည်နဲ့မြို့သမီးဘတ်စကတ်ဘောပြိုင်ပွဲပထမဒုတိယဆူရသည်များကိုတအူးစင်းစုနဲ့စူဖလာများပေးအပ်ချင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။